Hello အားလုံးပဲမိင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့ဒီနေ့မှာဆိုလို့ချင်တော့ Manchester United ပဲတက်ပြီးတော့နောက်ဆုံးရထားတဲ့သတင်းအကြောင်းအရာတွေကိုကျွန်တော်တို့ဆွေးနွေးသွားကြမှာပါဗျာ။ Anthony Santos တို့เนาะကျွန်တော်တို့ဒါအပြင်နောက်ထပ်ရထားတဲ့ Manchester United ပဲတက်တဲ့သတင်းလေးတွေကျွန်တော်တို့ရှိပါတယ်ဆွေးနွေးသွားကြအောင်ပါ။အားလုံးပဲမိင်္ဂလာပါဆင်သမိုင်းအားလုံးပဲမိင်္ဂလာပါ။ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့က Anthony Santos နဲ့ပတ်သက်တဲ့သတင်းကိုကျွန်တော်ကြည့်ကြည့်ရမယ်ဆိုရင် Real Betis ကတော့လက်ရှိမှာ Anthony Santos ရဲ့ဆွမ်းဆောင်ရည်ကိုသဘောကျနေတယ်ပေါ့နော် ဒါကြောင့်နောက်ထပ်တရားစီထက်ပြီးတော့အငှားခေါ်ယူလိုတယ်ပေါ့ဗျာဒါအပြင်အငှားခေါ်တဲ့နေရာမှာလည်းလက်ရှိပြီးနေတဲ့လောက်ခလာစားတဲ့ပူပေးပြီးတော့သူတို့တွေနေနေပေါ့နော်ဒါခေါ်ကျင်နေပေါ့သူတို့အသင်းသား Champions League ဝင်ခွင့်ဒီရာစီကုန်လို့ရရှိခဲ့မယ်ဆိုလို့ရှိရင်အဲ့ဒီအန်တိုနီဆန်တိုကိုနောက်ထပ်တရားစီအငှားထက်ခေါ်ဖို့ဆိုတဲ့ဆုံးဖြတ်ချက်ကပူပြီးတော့ခိုင်မာလာနေနေဆိုပြီးတော့ကျွန်တော်တို့သိရတယ်ဆိုတော့လက်ရှိမှာ Real Betis ကအန်တိုနီဆန်တိုကိုခေါ်ကျင်နေပေါ့နော် ဆိုတော့ညီကတို့ဘယ်လိုမြင်ကြလဲကျွန်တော်တော့ဟို United ပြည်သက်တွေအနေနဲ့တော့သိတယ်မလားသိပြီးတော့เนาะအာဆက်ထားမိတဲ့မင်းရောင်းချပါညာလက်လွတ်လိုက်ပါညာရှိကောင်းရှိမှာပဲဒါမဲ့လို့ဗောနော်အခုလောလောဆယ် Manchester United ကဒီကစားမဖြစ်သူကိုလောက်ခလာစားတဝက်လာမသိဘူးပေးရတယ်တဝက်တာမဟုတ်ဘူးပြကျွန်တော်တို့ကအများကြီးပူပေးရတာ Real Betway ကအဲ့လောက်မပေးရဘူးဆိုတော့အကယ်လို့ Betway ကနောက်တရာစီထက်ခေါ်ခြင်းနေဆိုလို့ရှိရင်သူတို့ဒီထက်ပူပြီးတော့လောက်ခလာစားပေးမယ် United ကတော့ပူပြီးတော့ short ပြီးတော့ပေးရမှာဗောဆိုတော့ဘယ်လိုဘယ်လိုကျွန်တော်ကတော့ဗောနော် အသင်းအနေနဲ့လာမယ့်ຫນွေမှာအမှန်ကန်ပြောင်းလဲတွေလုပ်ဖို့ကြိုးပမ်းနေတယ်ဆိုတော့အကစားအမတွေကိုထပ်ပြီးတော့အငှားနဲ့ခိုးအငှားတွေပိုင်းနဲ့ဆက်ချနေလို့ရှင်တိတ်တော့အဓိပ္ပာယ်ရှိမယ်လို့ကျွန်တော်မထင်ဘူးတနေ့နေ့မှာဆိုလို့ဝယ်မယ်တင်တာရှိတယ်ဆိုလို့ရှင်အပြည့်တဲ့ရောင်းပြရရတဲ့လောက်ဈေးနဲ့အပြည့်တဲ့ရောင်းလစာတွေကိုကျွန်တော် short ချပြီးလို့ရှင်အားဖြည့်တဲ့နေရာတွေကိုပြန်ပြီးတော့အားဖြည့်တာမျိုးတွေပြုလုပ်တဲ့နေလို့ထင်တယ်အငှားကဗျာတကယ်တမ်းပြောရင် ူများအတင်းရဲ့ကိုအတင်းရဲ့ကစားမဖြစ်သူကိုသူများအတင်းကိုအငှားချထားတာအဲ့ဒီကလတာကလည်းကိုကလည်းပြီးရသေးတယ်ပြီးရင်ဟိုကောင်ကအကျိုးပြုရင်သူများအတင်းပဲအကျိုးပြုတာဗျာဒီလားအဲ့လိုမျိုးဆိုတော့အချင်းကြီးကပေါ့နော်အဆင်မပြေဘူးဒါအပြင်နောက်ထပ်တရားစီအငှားထက်ချလိုက်လို့ United အတွက်ဘာမှထူးမသွားဘူးဗျာကစားမဖြစ်သူရဲ့လတာပြီးရတာနည်းနည်းညော့သွားတာပဲကျွန်တော်ရှိမှာဘာမှကျွန်တော်ထူးသွားမှာမဟုတ်ဘူးဆိုတော့အဲ့လိုမျိုးအနေထားမျိုးမှာအကျိုးရှိရင်ကျွန်တော် reappet ကရှိမှာ哦ဆိုတော့ကျွန်တော်ကတော့ပေါ့နော် okay အရင်ဆုံးတော့ဟိုအပြီးတဲ့ရောင်းချဖို့ကျွန်တော်ကြိုးပမ်းနေတယ် အရင်ဆုံးအပြည့်အဝရောင်းချပြီးတာနဲ့ပေါ့နော်ကျွန်တော်မရဘူးဆိုမှလုံးဝဘာ option မှမရှိတော့ဘူးဆိုမှကစားမဖြစ်ဒီကိုကျွန်တော်ကအငှားအငှားတွေပါထက်ချတာကအသင်းတွေးတဲ့ရပဲအခုအားတော့ကျွန်တော်ကတော့ပေါ့နော်အငှားထက်ပြီးတော့ချမယ်ဆိုလို့ရင်တိတ်တော့အသင်းတွေအချင်းကြီးကောင်းနေမယ်လို့ကျွန်တော်မထင်ဘူးအ ਨੇ ဆုံးတော့ဗျာအန်တိုနီဆန်တိုးကိုထက်ပြီးတော့လိုချင်တဲ့အသင်းကရှိတယ်နော်ဆိုတော့ဆန်ချူကိုလိုချင်တဲ့အသင်းကမရှိဘူးပေါ့နော်ဆိုတော့အန်တိုနီဆန်တိုးတို့ဒါလောလောဆယ်မှာလာလီဂါမှာဆိုလို့ရင်အဆင့်ဘလောက်ရောက်နေလဲ လာလီဂါမှာဆိုရင်အန်တိုနီဆန်တိုတို့အဆင့်ဘလောက်ရောက်နေလဲကျွန်တော်ကြည့်ရအောင်နော်ဆန်တိုစ်တို့လာလီဂါမှာသူတို့ချန်ပီယံစ်လိဝင်ခွင့်ရတယ်ဆိုရင်ပူတည်ကြမယ်ဆိုတော့လာလီဂါမှာသူတို့အဆင့်6မှာပါအင်းအဆင့်6မှာပါနော်54မှတ်တိရတာတယ်အဆင့်4ကဘီဘာအုံနဲ့6မှတ်ပဲကွာတယ်နော်9မှတ်ပဲကွာတယ်အဆင့်4ကဘီဘာအုံနဲ့သူတို့ကြားထဲမှာ9မှတ်ပဲကွာတယ်อืมဟုတ်တယ်ဗျာဆရာသမားကြီးနော်ဆိုတော့မျော်လင့်ချက်ရှိတယ်ဗောနော်ဒါ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 ဒီကစားကစားမဖြစ်သူကိုလူကျင်တာဗောဗျာလူကျင်တာဗောဒါအန်တို့ ဒီ real bet ရဲ့ဘက်ကကျွန်တော်ကတော့အသင်းဘက်ကတော့ဘာလို့ချက်ချင်းလက်ငင်းထက်ပြီးတော့အငှားနောက်ထပ်တရားစီချတာမျိုးတွေဘာတွေကအသင်းဘက်ကတက်ပြီးတော့အယုံဆိုင်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးအရင်ဆုံးတော့သူတို့အနေနဲ့ကစားမဖြစ်သူကိုပြန်ပြီးတော့ရောက်လာမယ်ခေါ်မယ်ပြီးလို့ရှိရင်ကစားမကိုရောင်းချဖို့ကြိုးပမ်းလိမ့်မယ်လို့ကျွန်တော်ထင်တယ်နော်ဆိုတော့အသင်းဘက်ကတော့ကျွန်တော်အနေနဲ့ဒီကစားမကိုငှားထက်ချလိမ့်မယ်လို့မထင်ဘူးဆိုတော့ဒါကအန်တိုနီဆန်တိုးစ်နဲ့ပတ်သက်တဲ့အရာပေါ့ဗျာ လောက်ခလာစာကိုပြတဲ့ဘတ်တစ်ကအပြည့်ပေးသင့်တယ်တော့အဲဒါလည်းပြအသင်းအသင်းနှစ်ခုကြားသဘောတူညီမှုရမှာဖြစ်တဲ့အပြောင်းအရွှေ့မျိုးဆိုတော့လေသိတယ်မလားမင်းတို့ကတော့ဘယ်တော့ပေးသင့်နေပညာဆိုအသင်းဘက်ကတော့ရအောင်ညှိနှိုင်းသင့်နေတာပေါ့အောက်တယ်မလားနော်ဒီလိုတင်မှာထပ်ပါတော့ Manchester United မှာတော့ငါ Anthony Santos ကတပတ်ကို2သိန်းရတာဟုတ်နော်တပတ်ကို2သိန်းရတယ်ဒါ Euro 2သိန်းပေါင်2သိန်းရတယ်ဆိုလို့ရှိရင်ဒီလိုတင်မှာတယောက်တဝက်တော့မဟုတ်ဘူးပြကျွန်တော်တို့က3သိန်း4သိန်းတော့ပေးရပြီးတော့ဘတ်တစ်က6သိန်းတော့ပေးလာမှသူပေးရတာနော်အကယ်လို့လက်ရှိမှာဘတ်တစ်ကထပ်ပိုးတိုးပေးနေတယ်ဆိုမင်းတို့ဘယ်တော့တိုးပေးမှာလဲ ီးရမယ်တသိန်းခွဲပေးမှလားအမင်းတသိန်း၈တောင်းပေးမှလားဟုတ်တယ်မလားအဲ့လိုပဲရှိသေးတာကျွန်တော်အသင်းအနေနဲ့ပေါ့နော်ဘတ်တစ်ကလိုချင်လာပြီဖြစ်တဲ့အတွက်ညိုင်းဆူနေဘူးကကိုယ့်ဘက်မှာပဲရှိတယ်လို့ကျွန်တော်ထင်တယ်ဘတ်တစ်နဲ့လည်းအဆင်ပြေတယ်ဗျကစားမဘက်ကလည်းမင်းဘတ်တစ်ကိုသွားကစားမယ်ဆိုညင်းလိမ့်မယ်လို့ကျွန်တော်မထင်ဘူးမန်ချက်စတာယူနိုက်တက်ကိုပြန်လာတယ်ဆိုလို့ကျွန်တော်သူ့အတွက်လစားလစားတော့ဗျဟိုသွားလဲရနေတာဒီသွားလဲရနေတာပဲအပြည့်ရနှစ်သင်းခွဲပေးရတာပဲကျွန်တော်ရှိတာကစားမအတွက်ကပုံမှန်ပွဲကစားခွင့်တည်ကြဖို့နော်ဆိုလိုဒီသူ့အတွက်အဆင်ပြေဖို့အရာရာအလုံးအချင်းကြီးကောင်းဖို့ဆိုရင်တော့ဘတ်တစ်ကိုသူပြောင်းကျင်မှာပဲ။ တော့အသင်းအနေနဲ့အန်တိုနီဆန်တိုးကိုကျွန်တော်တို့ပေါ့နော် Real Betis ထံအငှားနောက်တရာသည်ထပ်ပြီးတော့လက်လွတ်မလား Betis ရဲ့ဘက်ကရော Champions League ဝင်ခွင့်ရတာနဲ့တကယ်အမှန်ကန်ကစားမပြည့်သူကိုခေါ်ဝေးကျူးပန်းလာမလားကျွန်တော်စောင့်ကြည့်ရမှာပါ Okay ချစ်သမီးများဒီမှာလေအအငှားပြန်ချလာတယ်ဗျာတဲ့နော်ရောင်းထုံးလိုက်တာကအသင်းတွေပို့ပြီးတော့အကျိုးရှိမယ်လို့ထင်တယ်တော့အမှန်ပဲနော်ကျွန်တော်လည်းအဲ့လိုပဲအသင်းနေနဲ့လုံးဝပေါ့နော်ကျွန်တော်ဒီအငှားပြန်ပြီးတော့ချတာမျိုးဆိုရတဲ့အပြည့်တဲ့ရောင်းတာရောင်းဖို့အရင်ကျူးပန်းတာက ပိုကောင်းတဲ့ဆုံးဖြတ်ချက်ကျွန်တော်ဖြစ်လိမ့်မယ်ခုနကကျွန်တော်ပြောသလိုပဲအတင်းကလက်ရှိကစားမားတွေကိုနေရာပြန်ချဖို့ကြိုးပမ်းနေတယ်ပြန်ပြီးတော့နေရာအားပြဖို့ကြိုးပမ်းနေတယ်ဆိုတော့အတင်းအနေနဲ့ဒီကစားမားကိုဘယ်လိုပြောမလဲအဲချက်ချင်းလက်ငယ်အငှားပြန်ချတာတော့တွေ့ရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ကွင်းလေတဲ့ထပ်မဖြစ်လို့ရှင်တော့အဆင်မပြေတော့ဘူးထင်တယ်တဲ့နော်โอเคပါအဲရိုဂျာဖာနန်ဒက်စ်ကိုခေါ်ရင်မိုက်မယ်ဗျာโอเคပါဘိုင်ယန်ကားတဲ့အန်တိုနီကိုခေါ်မယ်ဆိုတာဟုတ်လားတဲ့နော်ဒီဘဲကိုနော်ဆိုတော့ဘလော့လာအောင်မဒီဘဲဘာလေးလာမင်းတို့ဒီဘဲတကံကမှတ်မိတယ်ဒီဘဲကိုအကြည့်နေတာသူ့ရဲ့နာမည်ကို တစ်ခါမဟုတ်နှစ်ခါမဟုတ်နဲ့သိရမှာနော်သူများတွေကအချိန်ကုန်ကန်ပြီးတော့ကြည့်နေတဲ့သတင်းတွေပါလေပြောနေတဲ့အရာနော်လာကြည့်နေတဲ့သူတွေကိုသိရမှာနော်မမအရေးမပါဘူး company လာလာပြီးတော့ဒီဘက်ဒါတစ်ခါမဟုတ်လို့ကျွန်တော်ကြည့်နေတာဒီဘက်ကိုနော်ဒီဘက်ကိုကျွန်တော်ကြည့်နေတယ်ဒီဘက်များနေပြီအန်တိုနီကလည်းပရီးမီးယားလေးရဲ့မြန်နှုတ်နဲ့ပြဘလို့မှကန့်ကြည့်တယ်လို့မထင်ဘူးတဲ့နော်။ဟုတ်ကဲ့ပါ။အဲဂုတ်ကြီးအန်တိုနီကိုရောင်းတော့မေးပေါ့နော်။ဂုတ်ကြီးအန်တိုနီကပြောင်းသွားမှရွှေ့ရတော့မှာ။ဂုတ်ကြီးအန်တိုနီကပြောင်းရွှေ့ရတော့မှာ။လူချင်းတဲ့သူရှိတယ်ဗျာဒီကျန်တဲ့သူလူချင်းတဲ့သူမရှိဘူး။ကျွန်တော်ပြောချင်အရှင်းရှင်းလေးနော်။အန်တိုနီစန်တိုတို့ဘာလို့ကတည်တယ်မလားနော်။လူချင်းတဲ့သူတွေဘာတွေနဲ့နော်။ ဆိုတော့နောက်တစ်ခုကျွန်တော်တို့အနေနဲ့ဒါ Resmat Hoyland ကိုပေါင်းနေပတ်သက်တဲ့တင်းကိုကျွန်တော်တို့ကြည့်ရအောင်ပါ Resmat ကတော့သူကဗောနော Manchester United ကနေပြီးတော့မထွက်ချင်ဘူး United မှာပဲဆက်ပြီးတော့နေချင်တယ်ဘာညာဆိုတဲ့တင်းနေကျွန်တော်တို့သာပြောထားတယ်ဒီနေရာမှာ Resmat Hoyland နဲ့ပတ်သက်လို့ဒီ Alex Cross ကနေပြီးတော့ report လုပ်ထားတာရှိတယ်ဆိုတော့ Resmat Hoyland အနေနဲ့ဗောနော်ရာသီကုန်တဲ့အခါမှာသူအသင်းကနေထွက်သွားရလိမ့်မယ်လို့သူထင်တယ်ဗောဒါအီတလီကနေပြီးတော့ဒီကစားမပြစ်သူကိုစိတ်ဝင်စားနေတဲ့ကလပ်ကလပ်တွေလည်းမနေဘူးဗောနော် Ineos နဲ့ Ruben Amorim တို့ရဲ့ဘက်ကလည်း လို့ပြောမလဲဒီဒီကစားမဖြစ်သူအနေနဲ့ပေါ့နော်တိုက်စစ်မှာ United မှာဆိုလို့ရင်ဥဆောင်နိုင်စွမ်းရှိတဲ့ player တယောက်လို့သူတို့ကယူဆထားခြင်းမရှိဘူးပေါ့ဆိုတော့ Napoli တို့လိုကလပ်အသင်းမျိုးတွေရဲ့ဘက်ကစိတ်ဝင်စားမှုတွေရှိနေတယ်ဆိုလို့ရှင်တော့ကစားမဖြစ်သူကပေါ့နော်ကျွန်တော်ဒါအသင်းပြောင်းကောင်းပြောင်းနိုင်တယ် United ဘက်ကလည်းလက်လွတ်ကောင်းလက်လွတ်နိုင်တယ်ပေါ့နော်ဆိုတော့အကယ်လို့ဟိုဘယ်လိုပြောမလဲ အဲဟို Resman Whiteland ကိုပေါ့နော်ကျွန်တော်ဒါဟိုလက်လွတ်ပြီးတော့ Victor Osimhen တို့ဘာလို့များရောက်လာမယ်ဆိုလို့ရှင်နေတိတ်တော့အံ့ဩစရာမရှိဘူးဆိုတဲ့ပုံစံတွေသူပြောထားတယ်ဒါကလက်ရှိမှာဆိုရင်သူပြောရရနောက်တစ်ခုကကျွန်တော်နေပေါ့နော်အဲဘယ်လိုပြောမလဲဒီတက်ကစားမရဲ့ဘက်ကတော့လောလောဆယ်မှာပြောင်းရွှေ့ကျင်တဲ့ဆန္ဒမရှိဘူးပေါ့ကျွန်တော်ကတော့ပေါ့နော် Manchester United ကနေဘယ်သူမှကျွန်တော်ကတော့ပြောင်းရွှေ့ကျင်တယ်လို့ကျွန်တော်မထင်ဘူးဘာလို့လဲဆိုတော့လာဇာရီ AC ရနေတယ်ဗျာအောက်တယ်မလားနော်ကျွန်တော်အချိန်ကြီးကလည်းအဲ့လောက်ကြည်ဒီမှာပေါ့မလုပ်တာဆိုတော့ ဟို United ကနေပြီးတော့ဘယ်သူမှပြောင်းကျင်တယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့အနေနဲ့တရားတာတကူကတော့အသင်းဘက်ကပိုကောင်းတဲ့တိုက်စစ်မျိုးကျွန်တော်ရတယ်ဆိုလို့ကျွန်တော်လက်လွတ်ရမှာပဲဟုတ်တယ်မလားနော်အခုလက်ရှိ Resma Wildland ကိုကျွန်တော်ကြည့်ပြအသက်ငယ်သေးတယ်လို့ potential ရှိတယ်ပါညာဆိုပေမဲ့လည်းလို့အဲ့လောက်ကြည့်ဒီအချင်းကြီးကောင်းနေတာမျိုးမှကျွန်တော်မဟုတ်တာနော်သူတရားတွေကိုအပြစ်တင်မှုကလည်းခဲရင်ပါတယ်။နော်အတင်းမှာကအတင်းလိုက်ညီပါကတိုင်ပက်နေတာဆိုတော့ဒါပေမဲ့လည်းလို့တေးကြတာတကူကတော့ဒီပုံစံနဲ့ Resmans Wildland ကအဆင်မပြေဘူး။အဆင်မပြေဘူးဆိုတဲ့အခါကျတော့ကျွန်တော်ညီနေတာ အဲဒီကစားမဖြစ်သူကိုပူကောင်းတဲ့ player ရလို့ချင်တယ်လို့သိနေတယ်ဗောနော်အကယ်လို့လက်မလွတ်နေဘူးဆိုလို့ရှိရင်တော့မဗျာခေါ်ဖို့အတွက်အသင်းတွေဘာတွေကအဲ့လောက်ကြီးမကြိုးစားကြဘူးဆိုရင်တော့မတီချာတာကတော့ကျွန်တော်အပြစ်သက်ရောင်းချဖို့ကျွန်တော်တို့ကြိုးပမ်းတာမဟုတ်ဘူးဆိုရင်နောက်တစ်ယောက်ကျွန်တော်ထပ်ခေါ်တင်တယ် Rasmus တို့ Joshua Zixi တို့နဲ့ကျွန်တော်ဆစ်ဆက်သွားလို့မရဘူးကျွန်တော်တို့ဘာတကယ်အားကိုးရတဲ့တိုက်စီမှုကျွန်တော်တရားမရှိဘူးဒါကြောင့်ဗောနော်လက်လွတ်ပြီးတော့အစားပြန်ထိုးရင်ထိုးမဟုတ်ဘူးဆိုလို့ရှိရင်တော့ဘယ်လိုပြောမလဲ ဒီနောက်တစ်ယောက်ကတော့အစားထုတ်ဖို့ထွက်မှာသူတို့ဆက်ရှင်ရှိဒီနေရာမှာတော့လောက်ခလာစားတွေပါပြီးတော့နောက်တစ်ယောက်စားပူပေးရမှာပေါ့လေဒါမျိုးလို့ရအောင်လေရောင်းဖို့လူသေးတာဟုတ်ဇစ်စီနဲ့ရက်စမက်ဆိုတော့ဒီမှာအာရက်စမက်ကိုလည်းလက်လွတ်ချင်ကြတာဟုတ်အတင်းမှာလည်း twin go နဲ့ပတ်တယ်လို့အာမခံချက်ရှိတဲ့ striker မျိုးမှကျွန်တော်မဟုတ်တော့ခါကြတော့ဗောနော်ဆိုတော့ new ro အနေနဲ့ရောဘယ်လိုမြင်ကြလဲရက်စမက် white land ကိုကျွန်တော်သာအတင်းဘက်ကလက်လွတ်သွားနိုင်လိမ့်မယ်လို့ကျွန်တော်ထင်ကြလားဆွေးနွေးကြပါအောင်နော်ဆိုတော့နာပိုလီတို့ဘာလို့ဘက်ကတကယ်ခေါ်မယ်ဆိုလို့ရှိရင်တော့ဗျာအတင်းဘက်ကလည်းလို့တင်တယ်လို့ကျွန်တော်ထင်တယ် သိတယ်မလားဟိုနာပိုလီဆိုတာကဘယ်လိုပြောမလဲလက်ရှိသူတို့တိုက်စစ်ပိုင်းနဲ့ပတ်သက်လို့သူတို့မှာလူကာကူရှိတယ်ဟိုလူကာကူကလည်းဒါကောင်းနေစေပေါ့နော်ရက်စမတ်တို့ဘာလို့လဲဆိုလို့ရှိရင်တော့ဒါပေမဲ့လည်းလို့ပြောချင်တာကအဲအသက်ရွယ်ကရလာပြီဗျာဆိုတော့အီတလီစီးတီးမှာအဆင်ပြေပြီးတော့ United မှာတိုင်ပက်နေတဲ့ Resmus ကိုသူတို့ပြန်ခေါ်မေဆိုရင်ဈေးကတော်တော်တက်တာမှာအဲ့ဒီတည်းပဲသူတို့ Resmus ကိုပေါ့နော်ကျွန်တော်အမှန်ကန်ကျူးပန်းတာမျိုးလဲဖြစ်ကောင်းဖြစ်နေတာပဲဒါကြောင့် Resmus Whiteland ကို ဒီကြရတဲ့ကူကတော့နာပိုလီတို့ဘာလို့ကိုပြောင်းတာမြင်ကောင်းမြင်ရနိုင်မလားဆိုတော့ကျွန်တော်ကတော့အဲ့လောက်ကြည့်ကြည့်တော့ဟိုက်မဖြစ်ဘူးလို့ကျွန်တော်ထင်တယ်။ဒါမင်းကျိုးမန်းလာမယ်ဆိုရင်တော့အတင်းမကတော့လက်မလွတ်ဖဲတော့မနေဘူးသာတေးကြတယ်။အတက်နနာကနေကျွန်တော်80ကျော်ပေးရတာဗျာတည်လာနော်။ဟိုပြန်ပြီးတော့လိုချင်တဲ့သူတွေရှိရဲဆိုလို့ကျွန်တော်နော်ဆိုတော့ဘယ်လိုပြောမလဲ။ဟိုဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်နော်။အဲဘယ်လိုပြောမလဲ။ကျွန်တော်တို့ဒီရောင်းတော့ရောင်းတင်တာပေါ့ဗျာဟုတ်တယ်မလို့နော်ရောင်းတော့ရောင်းတင်တာပေါ့နော်ကျွန်တော်တို့ကတကယ်အချီကြီးကောင်းနေတာဟုတ်နော် ပုတ်ကြီးအန်တိုနီကိုရောင်းရအောင်မင်းနော်တဲ့နော်။အိုကေအဲအလုံကွင်းကိုကန်ပြောပါအောင်ဝယ်ကျွန်တော်လို့ချင်လို့တယ်နော်။မင်းဆက်သမားမနော်။ခမောက်ရှိရတဲ့ဘယ်လာကန်မလဲနော်။မင်းစကောက်တင်းနေရှိမှာပါနော်။ကင်းတောက်တွေပါရှိမှာကန်ပါလေကိုလူရဲ့နော်။ကင်းတောက်တွေပါရှိမှာကန်ပါလေ။ဘရာသာတို့ရှိဘယ်ကန်မလဲနော်။ကင်းတောက်တွေပါရှိမှာကန်မှာပေါ့နော်။ Okay အဲ LMD လက်ကိုတဲ့တိုက်စစ်မှာခေါ်တင်နေလို့ထင်လာရတယ်เนาะကျွန်တော်နေခင်းကသတင်းတင်ပေးခဲ့လို့ပါပဲ D လက်တို့ဘာလို့ ਨੇ ပတ်သက်ပြီးတော့သတင်းတွေပါကျွန်တော်တင်ပေးထားတယ်ပေါ့เนาะ အခုနောက်ပိုင်းမှာတဲ့ဂိုးတွေဇက်တိုက်သွင်း ရောတဲ့ပြောင်းနိုင်လောက်လားတဲ့အဲဘယ်လိုပြောမလဲဟို Resman White Line ကိုပြောရလားမသိဘူးခုနောက်ပိုင်းဂိုးတွေဇက်တိုက်သွင်းတဲ့အကယ်လို့ဂိုးသွင်းတဲ့ကစားမကတိုးတက်တဲ့လက္ခဏာတွေပြနေတယ်ဆိုလို့ရှင်တော့ Resman White Line မှမဟုတ်ဘူးဘယ်သူမှတော့အဲ့ဒီလက်လို့ရှင်တယ်လို့ကျွန်တော်မထင်ဘူးဒီလားဟိုအခုကလည်းပြဟိုသူ့ရဲ့လက္ခဏာကလည်းတိုးတက်တဲ့လက္ခဏာလည်းပြအောင်ပါဘူးနော်ဟမ်ကျွန်တော် အကယ်လို့ဂိုးတွေဇက်တိုက်သွင်းနေတဲ့ဟေ့ပါညာဆိုလို့ရှင်တော့ ဘသူကလက်လွတ်ချင်မလဲတဲ့ဂူးသွင်းဖို့ခေါ်ပါတယ်ဆိုမှဂူးသွင်းတဲ့ကစားမကိုဘာလို့လက်လွတ်မလဲဟုတ်တယ်မနော်အင်းဆိုတော့အဲဆန်တမားကြီးနဲ့ဒီကစားမတွေက United မှာဆင်ပြေဦးပြားတယ်တခြားတင်ရလို့ရှိရင်တော့အတီကောင်းကြတာနော်တဲ့ဒီလိုပါလိမ့်မှာတဲ့နော်အဲဘယ်တော့ထိရောက်နိုင်မယ်ထင်လဲတဲ့ကျွန်တော်ကတော့ဗနော်လိုင်ယွန်ကိုမနေကြုံအောင်ကန်ရလိမ့်မယ်လို့ထင်တယ်လိုင်ယွန်မှာကမင်းတကယ်အထင်သေးလို့မရဘူးလိုင်ယွန်ကသိလားနော်လက်ရှိလိုင်ယွန်ကတော်တော်အချိန်ကြီးဟန်းနေတာနော်ဆိုတော့ကျွန်တော်တို့နဲ့တရင်ထွက်နေတဲ့ကစားမတချို့ကိုလည်း တို့ကြည့်ခွင့်ရမယ်နော်ချာကီတို့ပါလို့နော်ကြည့်ခွင့်ရမယ်ဆိုတော့ Ryan Chakila เนาะတရား Lion မှာအမှန်ကန်ကောင်းနေတယ်ပြလို့ရှိရင်အတွေ့အကြုံရှိကစားမတွေဖြစ်တဲ့ Lacazette တို့ပါလို့ player တွေလည်းကျွန်တော်ရှိတယ်ဆိုတော့ကျွန်တော်ဒီနေ့ Lion ကိုတော့မနေ့ကြော်ဖို့ခဲရင်ပါလိမ့်မယ်နော်ဆိုတော့မထင်မှတ်ပဲနဲ့ Lion ကိုကျွန်တော်နေ့နဲ့မကြော်နိုင်မနေ့ပြုတ်ခဲ့တာလေပြင်ကောင်းဖြစ်နေတယ်ဘာလို့လဲဆိုတော့လက်ရှိမှာအသင်းက momentum ကောင်းနေတဲ့အချိန်မှာတော့ကြားထဲမှာနားလိုက်ပြီဗျာဒီလာနော် international break တင်နားလိုက်ပြီဆိုတော့ထင်လောက်ကောင်းကြီးမှာကောင်းတယ်ပြောမရဘူးအသင်းကအဲ့ momentum နဲ့စိုင်းနေတယ်ဆိုတော့ အဲမင်းနူးနဲ့ကာနာချိုဆိုလို့ရှိရင်ဘသူ့ကိုရောင်းပြမယ်တင်လဲတဲ့လက်ရှိချင်းကြီးကတော့ဗျာပြောဖို့ခင်းရင်ပါတယ်ဘာလို့လဲဆိုတော့ကာနာချိုကလည်းအဲ့လောက်ကြီးကြီးအသင်းမှာခြေသွမ်းပြနေတဲ့ပလေယာမဟုတ်ဘူးဗောနော်ဒါအပြင်မင်းနူးကလည်းပဲဒဏ်ရာပြဿနာတွေကြုံနေရတယ်လစာကိစ္စတွေလည်းတန်းတူးဖို့တွေပါတယ်အဆင်မပြေဘူးဆိုတော့ပိုလစာဘာလဲပြောင်းရွှေ့ကြီးပိုပေးတဲ့သူကတော့ရောင်းနိုင်မယ်ထင်တာပဲအခုလောလောဆယ်မှာတော့ထားပါတော့ဟာမင်းနူးကလစာတူးတောင်းနေ ိရမလားအသင်းမှာလည်းအဲ့လောက်အခြေအနေမကောင်းပါဘူးကွာဆိုပြီးတော့ဟိုသူများတွေကတန်း၄၀လောက်နဲ့ကန်လန်ပြီးတော့ဂနာချိုကိုတန်း၆၀လောက်နဲ့ကန်လန်နေဆိုလို့ရှင်ဂနာချိုပို့ပြီးတော့ရောင်းချလိမ့်မယ်လို့ထင်တယ်အခုကအသင်းဘက်ကတော့ဗောနောငါတို့ Academy player တွေကိုတော့ရောင်းတော့ရောင်းအောင်ပါပဲနော် Academy player တွေကိုရောင်းတော့ရောင်းအောင်မယ်ဒါပေမဲ့လို့ဈေးပူပြီးတဲ့ Academy player ကိုဒီမှာအသင်းရဲ့ project တွေဘိုင်းနဲ့သူတို့ကြည့်ပြီးမှနော်ဦးစားပေးပြီးတော့လက်လွတ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲကြောင့်ကျွန်တော်ကတော့ဘယ်လိုပြောမလဲဟို ကိုဝီမင်းနူလာရက်စ်ဘာလဲဒီကာနာချူလာဆိုတာထက်ပေါ့နော်တေချာဘောက်ကတော့မာကတ်စထရက်ချူတို့ဘာတို့ကလည်းလိုရလိမ့်မယ်ကျွန်တော်ထင်တယ်အန်တိုနီဆန်တိုတို့ဂျေဒန်ဆန်ချူတို့လည်းလိုရလိမ့်မယ်ပြီးတာနဲ့ပေါ့နော်ဈေးပူပေးတဲ့ကစားမားတွေကတယောက်ဒါကိုဝီပဲဖြစ်ဖြစ်ကာနာချူပဲဖြစ်ဖြစ်လည်းလိုရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒီလေအခုအားကပေါ့နော်အာကာနာချူကပွဲကစားခွင့်အမြဲတမ်းရနေတာပဲဆိုပြောအောင်ကတခြားမထင်တဲ့သူ့နေရာမှာဘယ်သူမှမရှိဘူးအဲဒါကြောင့်ပွဲထွက်ခွင့်ရတာသိတယ်မလားအဲ့လိုမျိုးဆိုတော့ဈေးပူပေးတဲ့ကစားမားကတော့လက်လိုရမှာပဲအဲ့ဒီတိုင်းဆိုလို့ရှိရင်တော့ပေါ့နော်အင်္ဂလိပ်ကလပ်တွေကဆိုလို့ရှိရင်တော့ဈေးအလောက်ပေးမှာမဟုတ်ဘူးတရားသေးကြတယ် တခြားကလပ်တွေကဆိုလို့ရှိရင်တော့ဂါနာဂျူကိုတော့ဈေးပူပေးကောင်းပေးလိမ့်မယ်။ဟောမင်းနီကတော့ injury ပြဿနာအများစုကြုံနေရတယ်ဒီရာသီမှာ။ဒါ့အပြင်နီးပြအပြောင်းလဲနေဗာနဲ့ဆိုတော့ examer ကအသင်းပေါ်မှာအံဝန်ခွင့်ချဖြစ်ဖို့တိုင်ပက်နေတယ်ဆိုတော့သူ့ကိုခေါ်ဖို့ဆိုလို့ရှိရင်တော်တော်ကြီးကိုစဉ်းစားလောက်တယ်ပေါ့နော်။အဲရောက်လာတဲ့ examer တွေကတဲ့အသင်းနဲ့ MO နာတဲ့တကယ်ပြဿနာပဲဗျာတဲ့ရောင်းတင်တာရောင်းပြီးတော့တဲ့နော်အပြက်နော်ဗါလဲအပြက်ကောင်းကောင်းတရားတော့ကွင်းလင်မှာလိုချင်တာတဲ့နော်โอเคကျေးဇူးများဒီမှာလေး ဂျီဒန်ကိုရီဒီဖန်ဆာမှာရောင်းထွက်နိုင်မယ်ထင်တယ်နော်ဆန်ချူကနော်ဆိုဆန်ချူကသူ့အနေနဲ့သူကျွန်တော်နော်ရောင်းထွက်ပြီးသားပါကျွန်တော်ချင်းချင်းလေးရယ်ကစားမဖြစ်သူကမဖြစ်မနေချဲဆီကိုပြောင်းရမှာနော်ဆိုတော့25တန်းနဲ့ချဲဆီဘက်က25တန်းမွေးပြီးတော့မခေါ်ခြင်းဘူးဆိုရင်တော့သူတို့ရော်ကြီးပြရမယ်ဒါပါပဲ Freedom Fighter ဆန်ချူဘလို့လဲနော်ဆိုတော့ KB ဒီပါလေနော်မင်းမင်းသူသွားပြီးတော့ပြီးလဲကြအောင်လို့တော့ KB လွှဲမဲ့သူတွေရှိနေတယ်ဆိုတော့လေ ဇစ်ဂျရဲ့ဘောပလင်းငားတယ်နော်အဲဆိုကြိုက်ဒရစ်ဘလင်းတွေကကြိုက်ချင်စရာရှိပြီမဲ့ကစားမရဲ့ကစားပုံကနှီးသလားလို့ပြောရတယ်နော်အဲ့ဒါကြောင့်ပြောတော့ပါကျွန်တော်ကတော့ကစားပုံနှီးတယ်ဘာညာဆိုတော့ကစားမကလုံးလုံးကြီးအဆင်ပြေမပြေတာမဟုတ်တဲ့ခါကျတော့သူ့ကိုဦးစားပေးပြီးတော့လက်လွတ်တာမျိုးဘာမျိုးတော့တွေးရလိမ့်မယ်လို့မထင်ဘူးပေါ့နော် Resman Wildland နဲ့ Zigzi ဆိုလို့ရှိရင် Wildland ကဘာမှအဆင်မပြေတာမလားဆိုတော့သူ့ကိုပဲဦးစားပေးပြီးတော့လက်လွတ်မှာပဲတည်ကြတာကတော့လေဒါအပြင် Zigzi ကရောက်လာတာတစ်နှစ်ပဲရှိသေးတယ်ဆိုတော့ချက်ချင်းပြန်လှုပ်ဖို့ကတော်တော်လေးခဲယဉ်ပါတယ် အာမက်ဒန်ယာချီနီတိုးတက်လာလာတဲ့ယူရိုပါလိပိုင်ယူရိုပါလိကမပါပါဘူးဆီယသမားရေနော်ယူရိုပါလိမှာမပါပါဘူး right wing back မှာ kimmich ကိုကြက်တယ်ပြောတယ် kimmich က wing back player မှာမဟုတ်ပါဘူးနော်အာမတ်စ်နဲ့ uv ကားတယ်နော်အော် harry amas နဲ့ uv ကားနောက်ရကြည့်တော့အကူလိုရတော့လာတယ်ကျွန်တော်တို့မထင်ဘူးညနော် harry amas ကတော့ senior အသင်းကြီးလူစင်းတဲ့ကိုပါလာဖို့ခင်းနေလို့ကျွန်တော်ထင်တယ်ချီရူကတော့အရင်လူစင်းမှာတော့သူ့ကိုမြင်ရတော့တယ်ဒါပေမဲ့ strike ကနောက်တစ်ယောက်ထက်ခေါ်ပြီးတော့ resmat white land ကို zixi ကိုတက်ရောက်မှလက်မလွှတ်ရဘူးဆိုလို့ချင်းချီရူနေရာရဖို့ကတော်တော်ကိုခင်းနေမှာ ဂျူနီယာရပုကတတော်ကိုခဲရင်မှာဆရာသမားကြီး Okay Eden Heaven ကားတယ်เนาะဒန်ယာချီနီဘလူးရှိလဲเนาะအဲမတိသေးပါဘူးအတင်းဘက်ကဘာမှ Heaven နဲ့ပတ်သက်တဲ့သတင်းတွေကျွန်တော်ထပ်ပြီးတော့ဟိုဒီပြောလာခြင်းကျွန်တော်မရှိသေးဘူးဗောနော် โอเคဆိုတော့အချင်းချင်းညီကိုလေးကျွန်တော်တို့က၄00ကျော်ရှိပါတယ်တယောက်ချင်းစီတန်းကိုချီးတင်များရည်တင်ပါတယ်ဒါကတော့လက်ရှိညာပိုင်းရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာလေးပေါ့ဗျာဆိုတော့မနေ့ပြန်မှာဆိုလို့ရှိရင်လည်းသတင်းတွေထက်ရလို့ချင်းကျွန်တော်တင်ပြသွားပါဦးမယ်ဆိုတော့လာပြီးတော့ကြွမ်းကြဖို့မျှော်လင့်ပါတယ်ဆိုတော့ International Break တွေနားလာပြီဆိုတော့သတင်းတွေအများကြီးမရထားပြီမယ်လို့နောက်ဆုံးမှာသတင်းတွေကိုတော့ကျွန်တော်တက်တဲ့နေမှာတင်ပြဖို့လုပ်နေပါတယ်ဆိုတော့ဒီထဲမှာညီကိုလေးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးပါသွားလိမ့်မယ်လို့ထင်ပါတယ်မနေ့ပြန်မှာကျွန်တော်ဆက်ပြီးတော့တွေ့ကြပါမယ်အားလုံးကိုကျေးဇူးပါ